တယောက်ကအလှူဒါနကိုမြတ်လို့တယ်တယောက်ကအလှူဒါနကိုမမြတ်လို့အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ဟာ နောက်ဘဝရောက်တဲ့အခါမှာကွဲပြားချမ်းသာမှုရှိသလားလို့ဆိုမြတ်စွာဘုရားကရှိတယ်တဲ့နော်ဒီပြင်အရေးချင်းတွေတူတယ်တရားတရားချင်းလည်းတူတယ်သီလချင်းလည်းတူတယ်အသိပညာချင်းလည်းတူတယ်သို့သောလှူဒါန်မှုကြတော့ကွဲပြားချမ်းသာသွားတယ်တယောက်ကလှူတယ်တယောက်ကမလှူဘူးဆိုလို့ရှိရင် ကွဲပြားချမ်းသာမှု ရှိတယ်တဲ့ ဆိုပါစို့လူဘွားကနေတည်သွားလို့နတ်ဖြစ်တယ်ဆိုရင်အလူဒါနလုတ်တဲ့လူနဲ့အလူဒါနမလုတ်တဲ့လူဟာဘယ်လိုကွဲပြားတော့ဆိုတော့မြတ်စွာဘုရားကဖြေတယ်အလူဒါနလုတ်တဲ့ပုဂ္ဂိုလ်ကတဲ့အသက်ပိုးရှည်တယ်အစင်ပိုပြီးတော့လှတယ်ချမ်းသာဒုက္ခပိုပြီးတော့ကြီးမားတယ်အချမ်းအယံတွေပိုပြီးတော့များတယ် နော်ဩဇာအာဏာအစိုးရမှုတွေပို့ပြီးတော့များတယ်လို့ဟောရှင်လိုက်တဲ့အခါကွဲပြားခြားနှံမှုရှိတယ်လို့ဆိုလို့တရားဆိုတဲ့စွမ်းအားတူတယ်သီလဆိုတဲ့စွမ်းအားလည်းတူတယ်ပညာဆိုတဲ့စွမ်းအားလည်းတူတယ်ပေါ့ဒါတွေတူပြီးတော့မိမိဘဝမှာလှူဒန်းမှု ရှိသူနဲ့မရှိသူဟာအဲ့လိုကွဲပြားခြားနှံသွားတယ် လူတမ်းမှုမရှိတဲ့ပုဂ္ဂိုလ်ကို လူတမ်းမှုရှိတဲ့ပုဂ္ဂိုလ်ကအသက်အာဖြင့်လဲตาရตาလွန်နေအစင်းအယောင်အာဖြင့်လဲตาလွန်နေခြံသာဒုက္ခအာဖြင့်လဲตาလွန်နေအချမ်းအရာအကျော်စောအာဖြင့်လဲตาလွန်နေနောက်ဆုံးမှာဩဇာအာဏာတကူကြီးထွားမှုလဲသူကตาလွန်နေအဲ့တော့ဂဏိခေလူတွေထဲမှာကြည့်ကြည့်ပါ မိသားစုတစုထဲမှာ ကွဲပြားခြားနားမှုတွေရှိလိမ့်အဲ့ဒါတွေကို စနစ်တကျလေ့လာပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် ကွဲပြားခြားနားတာတွေတွေ့နိုင်တယ်ပေါ့ကွဲပြားခြားနားတာတွေ့အဲ့တော့မြတ်စွာဘုရားက ဖြေလိုက်တဲ့အခါမှာသူမနာမင်းသမီးကထပ်မေးတယ်ရှင်ဘုရားတဲ့အဲ့ဒီလိုနတ်ပြည်ရောက်တဲ့အခါကွဲပြားခြားနားမှုရှိလို့ သူတို့ဟာနတ်ဘွားကနေသုတေလို့လူဘွားရောက်လာပြန်ရင်ရောကွဲပြားခြားနားမှုရှိနိုင်သလားတဲ့ဒုတိယမေကွန်ကအဲ့လိုမေးတော့မြတ်စွာဘုရား ရှိတယ်တဲ့လူဖြစ်လာလို့ရှင်လဲကွဲပြားခြားနားတယ်ဘယ်လိုကွဲပြားခြားနားတော့ဆိုဒါနကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကနော်ဒါနကောင်းမှု မရှိတဲ့ပုဂ္ဂိုလ်တရားသီလပညာတူညီတော်လဲဒါနမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကိုဒါနရှိတဲ့ပုဂ္ဂိုလ်က အသက်အပြင်းလဲတာလွန်နေတဲ့သက်ရှည်မှုအပြင်းလဲတာလွန်နေအစင်းလပမှုအပြင်းလဲတာလွန်နေချမ်းသာဒုက္ခများမှုအပြင်းလဲတာလွန်နေအချမ်းရံများမှုအပြင်းလဲတာလွန်ပြီးတော့ဩဇာအာဏာအရှိန်အဝါကြီးမှုအနေနဲ့လဲတာလွန်နေဟောလူဖြစ်လာတဲ့အခါမှာလဲကွဲပြားခြားနားမှု ရှိတယ် ေးကနေ့ခင်မှလည်းတည်တည်ချာချာလေးလာစဉ်းစားကြည့်ပေါ့မိသားစုတွေမှာညီကိုမောင်နှမတွေရှိကြတဲ့အထက်အားလုံးဟာတမိတ်အေးတဲ့တဖေအေးတဲ့ကမွေးလာပေမဲ့လို့အရွယ်ရောက်လို့အသီးအသီးအိမ်တော်ရဲ့သားကြလို့ခွဲသွားတဲ့အခါမှာကြီးပွားသူနဲ့မကြီးပွားသူဆိုတာခဏိခင်မှတည်းပဲလေးလာသုံးသပ်ကြည့်လို့ရတာအစင်းရောက်အစင်းအပြင်းလဲလေးလာ သုံးသပ်ကြည့်လို့ရတယ် ဒီမအေးဒီဖေကမွေးတာ ဖြစ်တော်လဲပဲတချို့ကရုပ်ပူလှတယ်တချို့ကရုပ်ညံ့တယ်တချို့ကအသက်ပိုးရှည်တယ်တချို့ကအသက်မရှည်ဘူးတချို့ကပိုပြီးတော့ချမ်းသာတယ်တချို့ကပိုပြီးတော့မချမ်းသာဘူးမတူညီတဲ့အနေအထားတွေဟာခဏတည်းပဲလက်တွေ့လိုက်ရှာကြည့်မယ်ဆိုရင်တွေ့နိုင်တယ်ပေါ့မြတ်စွာဘုရားရဲ့ဆုံးဖြတ်ချက်အရဆိုရင်ဘယ်သူမပြုတ်မိမိမှုဆိုတဲ့အတိုင်းကိုလုတ်ခဲတဲ့လောက်ရတဲ့ ိုယ့်ရဲ့ကံကြမ္မာပုံရိပ်တွေကကိုယ့်မျက်နှာမှာကိုယ့်ဘဝမှာလာပြီးတော့ပုံဖော်ပေးထားတဲ့အတိုင်းပဲဖြစ်ကြတယ်။မိသားစုထဲမှာ အမေတူ အဖေတူက မွေးထားတာချင်းတူတော်လဲချမ်းသာကြွယ်ဝမှုဆိုတာမတူကြဘူးအတတ်ပညာတတ်ကြမှုဆိုတာလည်းမတူကြဘူးအဲ့ဒီလိုမတူညီမှုဟာပစ္စုပန်အကြောင်းတစ်ခုတည်းကြီးလည်းမဟုတ်ဘူးအတိတ်အကြောင်းလည်းပါတယ်ဆိုတာအမတမ်းထင်ရှားတယ်ပေါ့